လာမယ့်2016ခုနှစ်မှာနိုင်ငံခြားခီးသွွားဧည့်တဲ့9တန်းအထိဝင်ရောက်လာနိုင်တာကြောင့်ခီးသွွားလုပ်ငန်းတွေအဆင့်မြင့်တင်နေတယ်လို့မြန်မာနိုင်ငံခီးသွွားလုပ်ငန်းရှင်များအသင်းကပြောလိုက်ပါတယ်ဒီသတင်းကိုတော့ခိုင်မန်းနုကပေးပို့ထားတာပါရွှေကောက်ပွဲပြီးနောက်ပိုင်းအစိုးရအသည့်အပြောင်းအလဲမှာမြန်မာနိုင်ငံတွင်နိုင်ငံခြားခီးသွားတွေအလုံးကြီးနဲ့ဝင်ရောက်လာနိုင်ပွဲရှိပါတယ်။ ဒီလိုဝင်ရောက်မှုများပြားလာရတဲ့အမျှနိုင်ငံတွင်းခီးသွွားလုပ်ငန်းတွေကိုဒီထက်ပိုမိုဆင့်မြင့်အောင်ဆောင်ရွက်သွားဖို့ရှိရလို့မြန်မာနိုင်ငံခီးသွွားလုပ်ငန်းရှင်များအတင်းအပြောပါရယ်အဲ့ဒီလေးကိုလည်းကျွန်တော်9တန်းလောက်ထိရှင်းနှစ်တွေမှာမှတ်ထားတယ်ဆိုတော့အဲ့ဒီမှာ capacity building ပိုင်းအားလည်းကိုရေးကြည့်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကအခုဟိုပြည်တွင်းပြည်ကအခုညီတွေနဲ့ရောကျွန်တော်တို့ပေါင်းပြီးတော့ဒါဟို scholar တွေရောနောက်ဟို capacity building နဲ့ပတ်သက်တဲ့ industry အပိုင်းမှာအဲကျွန်တော်ပြင်တင်မှုတွေပဲဆက်လုပ်နေကြပါတယ်အင်ဂျာခီးသွဲဧည့်သည်တွေဝင်ရောက်လာတာနဲ့အတူမြန်မာနိုင်ငံရဲ့တနိုင်တပိုင်ရိုးရာလုပ်ငန်းလေးများလည်းပုံမှုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။နောက်နှစ်တွေမှာလည်းနိုင်ငံခြားသားခီးသည်တွေပုံမှုများပြလာဖို့ပဲရှိတယ်လို့ဟိုတယ်နဲ့ခီးသွဲလာရေးတင်နန်းကျောင်းကပြောပါတယ်။ ဒီနှစ်မှာလည်းပဲကျွန်တော်တို့ကပြီးတယ်များမယ်ဆိုတဲ့ဟာကိုဝန်ကြီးဌာနအနေနဲ့ကလည်းပဲမှန်းထားပြီးသားဖြစ်တယ်နိုင်ငံတော်အနေနဲ့မှန်းထားတဲ့အတိုင်းလည်းပဲပြေပြောင်းလိမ့်မယ်လို့ကျွန်တော်တို့ယူဆတယ်နောက်ထပ်တခြား2016ခုနှစ်ရောက်လာတဲ့အချိန်မှာလည်းပဲဒီလိုပဲကျွန်တော်တို့ကဒီနေ့တဲ့တစ်နှစ်နဲ့ပို့ပြီးတော့နိုင်ငံပုံမှုဟိုပွင့်လင်းလာတာနဲ့အမျှပို့ပြီးတော့လောက်ကန်ခွင်လန်းနေပို့ပြီးတော့များလာတာနဲ့အမျှဒီလုပ်ငန်းတွေပေါ်မှာအခြေပြုပြီးတော့ဝင်လာမဲ့ဒီနိုင်ငံသားသားဒီပွား အရေးအတွက်ကတော့ပုံပွေပြီးတော့တိုးတက်လာမယ်လို့မလွဲမသွေယုံကြည်ပါခီးသွားတွေဝင်ရောက်လာတာနဲ့အတူအဲလန်းညွန်တွေအနေနဲ့လည်းကျွမ်းကျင်မှုတွေပုံမှုလိုအပ်လာနိုင်တယ်လို့ခီးသွားလုပ်ငန်းရှင်တဦးကပြောပါဗျ။ဒီအဲလန်းညွန်တွေထဲမှာတကယ်ကိုအရေးအသွေးမြင့်တဲ့အဲလန်းညွန်အရေးအတွက်ကတော့ခုချိန်ထိလိုအပ်ချက်ရှိနေတော့မှာအရေးအတွက်တော့များပြီမယ်။အရေးအသွေးအပြင်လိုအပ်ချက်လူအနေလိုအပ်ချက်မြင့်နေစေပေါ့နော်။ မြန်မာနိုင်ငံမှာဇန်နဝါရီလကနေစက်တင်ဘာလအထိစရင်အရာလိုင်စင်ရဧည့်လန်းညွန်9649ဦးရှိပါတယ်။ဒေသခံဧည့်လန်းညွန်စုစုပေါင်း1600ကျော်ရှိရလို့ဟိုတယ်နဲ့ကြီးသွားလာရေးဝန်ကြီးဌာနရဲ့စင်းများအရာသိရပါတယ်။ကျမခိုင်ပန်းနုပါ။